ပုံကံမှုတွေကြောင့်ရုရှားပြိုကွဲသွားနိုင်မလားယူကရိန်းကိုရုရှားကကျူးကျော်ပြီးနောက်ပိုင်းထောင်နဲ့ချီတဲ့ရုရှားလူငယ်တွေနဲ့ liberal သမားတွေကနိုင်ငံကနေထွက်ခွာသွားခဲ့ကြပါတယ်။ဇွန်လတရက်နေ့ကယူကရိန်းရဲ့တိုက်ခိုက်မှုတွေဟာဘုံကျဲလေရင်ခြေဆိုင်စခန်းအနည်းငယ်ကိုဖျက်ဆီးခဲ့ရုံသာမကတနိုင်ငံလုံးရဲ့ငြိမ်းချမ်းရေးစီးပွားရေးကာကွယ်ရေးယုံကြည်မှုနဲ့အမျိုးသားကုန်သိက္ခာကိုပါထိခိုက်စေခဲ့ပါတယ်။ drone တွေနဲ့ဖျက်ဆီးမှုတွေဟာကာကွယ်ရေးစနစ်တွေကိုဖောက်ထွင်းဝင်ရောက်ပြီးစီးပွားရေးကိုထိခိုက်စေခဲ့ပါ လူအဖွဲ့အစည်းကိုလှုပ်ခါစေခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ရုရှားပြည်သူတွေကမှဒေါသကြောက်ရွံ့မှုနဲ့စိတ်ပြက်အားငယ်မှုတွေရောထွေးနေတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ရုရှားတနိုင်ငံလုံးကလူတွေကဒီမှာဘေးကင်းတယ်ဆိုတာမျိုးမရှိတော့ဘူးလို့သဘောပေါက်လာကြပါတယ်။တရားတွေပေါက်ကွဲယထားတွေလန်းချောလေတက်ခြေဆိုင်စခန်းတွေဖျက်ဆီးခံရပြီးဘုံကျဲလင်ရင်တွေမီးလောင်နေတာကိုမြင်တွေ့ဘူးသွားရပါပြီ။စီးပွားရေးကလည်းလှင်မြန်စွာပြိုလဲနေပြီးကုန်စည်နှုံတွေမြင့်တက်တာက အလုတ်လက်မဲ့နှုံးတွေလည်းပြန့်နှံ့နေပါတယ်။ရုရှားကလည်းလူအများပြားပြောင်းရွှေ့နေထိုင်မှုတွေလည်းတိုးလာနေပါတယ်။စီးပွားရေးဘက်မှာတော့ပိတ်ဆို့ရေးယူမှုတွေနဲ့စစ်ပွဲစရိတ်တွေကြောင့်အားနည်းနေပြီဖြစ်တဲ့ဘန်နာရေးစနစ်ဟာကာဝေးရေးစရိတ်အစ်စ်တွေကြောင့်ခွက်ခေါက်ရလူနီးပါးဖြစ်နေပါပြီ။နိုင်ငံတော်ကစစ်တပ်ကိုထောက်ပံ့ဖို့ငွေထုတ်မယ်ဆိုတဲ့ကောလာဟလတွေလည်းထွက်ပေါ်နေတာကြောင့်ရူဘယ်ငွေဟာပုံမတန်ဖိုးကျဆင်းနေပါတယ်။လူလူကြမှာတော့ငွေရတံမိုးကပျောက်ကွယ်နေပြီ။ နောက်လာမှာအိမ်တော်တို့ရဲ့အခြေခံစားသောက်ကုန်လိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေကြီးထွားလာနေပါတယ်။ပင်စင်စားတွေဟာမနေမနေမနောရက်တီနေရာကနေအခုတော့ပေါင်ပေါင်စားမလားဆေးတောက်မလားဆိုတဲ့ရွေးချယ်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်ရပါတယ်။အလုတ်လက်မဲ့နှုံးကလည်းတိုးလာနေပါတယ်။နိုင်ငံပိုင်လူ့ဖွဲ့စည်းတွေရဲ့တရားဝင်အချက်လက်တွေကွဲလွဲနေပေမဲ့လွတ်လပ်တဲ့စီးပွားရေးပညာရှင်တွေရဲ့အဆိုအရအလုတ်လက်မဲ့နှုံးဟာအခု900ကနေ800ကျပ်လောက်ရှိနေပါတယ်။ နောက်ဆုံးမတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့စီးပွားရေးဖိအားအသစ်တွေနဲ့အတူနှစ်ကုံမှာ၃စားလောက်ထိတက်လာမယ်လို့ခန့်မှန်းရပါတယ်။မြို့ကြီးတွေမှာတော့အလုတ်ကင်ရှာရခတ်ပါလိမ့်မယ်။ကျေးလက်ဒေသတွေမှာတော့လူအများစုကစားဝတ်နေရေးအခက်အခဲတွေနဲ့ရုန်းကန်နေရပါပြီ။စီးပွားရေးအချက်တဲမှာညာနာလုတ်သားရှားပါမှုလည်းပါဝင်ပါတယ်။ဒါကိုအုံနောက်ခန်းချောင်းမှု brain drain ဖြစ်တယ်လို့လည်းခေါ်ကြပါတယ်။ဇွန်လတရက်နေ့တိုက်ခိုက်မှုတွေမတိုင်မီစစ်ပွဲစတင်ကြတဲ့က ရုရှားနိုင်ငံသား9သိန်းကနေ1.2တန်းလောက်နိုင်ငံသားကိုထွက်ခွာသွားပြီလို့ဆိုကြပါဗျ။သူတို့ထဲမှာလူငယ်ပညာရှင်တွေ၊သိပ္ပံပညာရှင်တွေ၊စွန့်ဦးတည်ထွင်သူတွေပါဝင်ပါဗျ။အထူးသဖြင့်ပညာတတ်ပြီးအတော်တန်ချမ်းသာတဲ့သူတွေဟာသူတို့နိုင်ငံရဲ့နောက်ဆုံးခံတပ်တွေပြိုလဲသွားပြီလို့ခံစားရပြီးအိန္ဒိယနိုင်ငံတွေ၊ဥရောပဒါမှမဟုတ်တူရကီလိုနေရာတွေကိုသွားရောက်နေထိုင်နိုင်ပါဗျ။ခံမှန်းချက်တွေအရ2025ခုနှစ်ကုန်မှာ လူငယ်2သိန်းမှ3သိန်းလောက်ထပ်မံထွက်ခွာသွားပါလိမ့်မယ်။တာမန်ရုရှားနိုင်ငံသားတဦးအတွက်ဒါကဆရာဝန်တွေရှာရခက်လာမယ်။အင်ဂျင်နီယာယာရုတွေလစ်လက်နေမယ်။ပညာရေးအရေးသွေးကြဆင်းလာမယ်လို့ဆိုလိုနိုင်ပါတယ်။အချုပ်အားဖြင့်လူဖွဲ့စည်းရဲ့အနာဂတ်ကိုတည်ဆောက်မဲ့လူတွေမရှိခြင်းကနိုင်ငံကို ရေရှည်မှာကြောက်ခစ်စီကိုတဖြည်းဖြည်းနဲ့တွန်းပို့နေပါတယ်။မိသားစုများသောဟာသူတို့ရဲ့ကလေးတွေအနာဂတ်အတွက်မျှော်လင့်ချက်ပျောက်ဆုံးမှာကိုစိုးရိမ်နေကြပါတယ်။ ဘဏ်တွေကနေငွေထုတ်ဖို့ကြိုးစားနေတဲ့လူတန်းကြီးတွေကလည်းထိတ်လန့်မှုတွေပိုဆိုးစေပါတယ်။လောက်ခလာတာတွေကငွေကြေးဖောင်းပွားမှုနောက်မှာကျန်နေခဲ့ပြီးအလုတ်လက်မဲ့နှုံးကလည်းတိုးလာနေပါတယ်။တိုက်ခိုက်မှုတွေနောက်ကစီးပွားရေးအကျပ်တဲကမိသားစုတွေကိုဘလို့ဆက်နေသွားကြမလဲဆိုတဲ့မေးခွန်းကိုပုံမကျေလောင်စွာမေးလာစီပါတယ်။ဒီအရာတွေအားလုံးပြင်လုံခြုံရေးချုပ်ရွင်ချက်ပြဿနာလည်းရှိပါတယ်။ဇွန်လတရက်နေ့တိုက်ခိုက်မှုတွေဟာလေတက်ခြေဆိုင်စခန်း၄ခုထိမှန် ယူဟာမြဘုံကျဲလင်းရဲ40စီပျက်စီးဆိုတဲ့ခေါင်းစည်းတွေသာထွက်ပေါ်လာရုံမကပဲလူတွေကိုစစ်တပ်ကဒီလောက်အားနေတယ်ဆိုရင်တခြားဘလောက်လင်ညာမှုတွေရှိနေသေးလဲလို့တွေးထင်စေခဲ့ပါတယ်မတူညီတဲ့သတင်းချင်းမြစ်တွေအရဇွန်လတရက်နေ့တိုက်ခိုက်မှုမှာယူဟာမြဘုံကျဲလင်းရဲ40စီကျော်ပျက်စီးခဲ့ပါတယ်ဘုံကျဲလင်းရင်တစ်စီးဟာဒေါ်လာတန်း90မှတန်းတရာကုန်ကြပြီး TU160 လို့မော်ဒယ်တွေကတော့ဒေါ်လာ250တန်းအထိကုန်ကြနိုင်ပါတယ် စုစုပေါင်းဆုံးရှုံးမှုဟာဒေါ်လာ3ဘီလီယံကနေ9ဘီလီယံကြားရှိမယ်လို့ခန့်မှန်းရပါတယ်။ရုရှားကတနစ်ကိုဗျူဟာမြောက်ပုံကျဲလျင်ဗနက်စီးထုတ်လုပ်နိုင်လဲဆိုရင်အယံနေပါတယ်။ TU95 MS နဲ့ TU160 လို့ထုတ်လုပ်မှုကနှေးကွေးတယ်၊လှုပ်အားများတယ်၊ဈေးလည်းကြီးပါတယ်။ TU160 တစည်းပြန်လဲတိဆောက်ဖို့9နှစ်ကနေ10နှစ်ထိကြာနိုင်ပါတယ်။အခုတော့ဒီလေယာဉ်ကြီးတွေဟာအနည်းဆုံးအစီး40လောက်ဆုံးရှုံးသွားပါပြီ။ ်ပြန်လည်ပြင်ဆင်နိုင်တဲ့လေရင်တွေတောင်လာပေါင်းများစွာနှစ်ပေါင်းများစွာလေရင်ယုံထဲမှာရှိနေပါလိမ့်မယ်ဘုံကျဲလေရင်တွေပြန်လည်ထုတ်လုပ်ခြင်းဒါမှမဟုတ်ပြန်လည်ပြင်ဆင်ခြင်းတစ်ချိန်တည်းမှာပဲမြေပြင်စစ်ဆင်ရေးတွေနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေအဆင့်မြင့်တင်ခြင်းအတွက်ဘီလီယံနဲ့ချီတဲ့ဒေါ်လာဒါမှမဟုတ်ရူဘယ်တွေလိုအပ်နေပါတယ်ဒါတွေအားလုံးဟာကြီးမားတဲ့ဝင်တို့ဝင်ပိုးကြီးတစ်ခုပါပဲဒီငွေတွေဘယ်ကလာမလဲပြည်သူတွေစီကပါအခွန်တွေတက်လာမယ် လူမှုဖူလုံရေးစရိတ်တွေဖြတ်တောက်ခံရမယ်။ဒီလိုဖြစ်လာရင်ဆန္ဒပြမှုတွေပိုများလာပါလိမ့်မယ်။ဒီမလုံခြုံတဲ့ပတ်ဝန်းကျင်မှာနိုင်ငံခြားချင်းနှိမ့်ညွှန်တဲ့သူတွေဟာပိတ်ဆို့အေးအေးယူမှုတွေကြောင့်ရုရှားကနေထွက်ခွာနေကြပါပြီ။အခုလိုအခြေအနေကမြန်မာပြည်ပြည်ရင်းစစ်လိုဖြစ်နေပါပြီ။ဒရုန်းတွေပြန်တန်းနေတယ်၊တံတားတွေပောက်ကွဲနေတယ်။ဒီအခြေအနေမှာဘသူကလာရောက်ရင်းနှီးမြှုပ်နှံတော့မှာလဲ။ရင်းနှီးမြှုပ်နှံမှုအစ်စ်တွေရဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ရူဝဲငွေရဲ့တံမိုးကလည်းမတိမငြိမ်ဖြစ်နေပြီး ငွေကြေးဖောင်းပွားမှုကတက်လာနေပါတယ်။သွင်းကုန်တွေကလည်းရှားပါးနေပြီးပြည်ရင်းထုတ်လုပ်မှုမှလည်းကုန်ကျန်းတွေပြတ်လတ်နေပါတယ်။ရလဒ်အနေနဲ့ရုရှားဟာတုံ့ဆိုင်မှုဒါမှမဟုတ်စီးပွားရေးကျဆင်းမှုဘက်ကိုရောက်နေပါပြီ။မီးလောင်နေတဲ့ဗျူဟာမြောက်ဘုံကျဲလေရင်ပုံရိပ်တွေကြောင့်ရုရှားရဲ့မဟာစစ်တပ်ဆိုတဲ့ဂုံပုတ်ဟာအခုတော့ပြည်ဖုံးကားချလိုက်ရပါပြီ။ကမ္ဘာဒုတိယအကြီးဆုံးစစ်တပ်ကြီးကဘလို့ဖြစ်ပြီးဒီလောက်အားနေရတာလဲဆိုရင်မေကွန်ကိုပြည်သူတွေကမေးနေကြပါဗျ။ လေတဲ့ခြေဆိုင်စခန်းတွေမှာဆုံးရှုံးခဲ့တာကလေရင်အနှဲငယ်တွေမကပဲနိုင်ငံရဲ့နျူကလ িয়ার လက်နက်စွမ်းရည်နဲ့တာဝိပစ်ဒုံးကျည်စွမ်းရည်တွေအတွက်အရေးကြီးတဲ့အရင်းမြစ်တွေပါပဲတမ်မိုဂျီဘီထုတ်လို့ရခက်ခဲတဲ့ TU95 TU22 M3 TU160 လို့ဘုံကျဲလေရင်တွေပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးတာတွေကစစ်ရေးဟန်ချက်မှာကြီးမားတဲ့ကွာဟမှုကိုဖြစ်စေပါတယ်နိုင်ငံတွင်းမှာလည်းကြေကြေပြန့်ပြန့်ကြောက်ရွံ့မှုတွေရှိနေပါတယ် တခြားပြူဟာမြောက်ပိုင်းဆိုင်မှုတွေလည်းဒီလိုအားနည်းလက်ဟာမှုရှိနေမလားဆိုတဲ့အတွေးတွေဝင်လာပါတယ်။ပြည်သူလူထုပေါ်တယောက်မှုရှိတဲ့နောက်တစ်ချက်ကတော့နိုင်ငံတော်လုံခြုံရေးရန်တရားတွေရဲ့ပျက်စီးယုံရင်းနေမှုပါပဲ။ဘုံကျဲခံရတဲ့လေတက်ခြေဆိုင်စခန်းတွေမှာအရေးကြီးဆုံးပြူဟာမြောက်ဘုံကျဲလေယာဉ်တွေဟာကြိုတင်ကာကွယ်မှုမရှိဘဲမီးလောင်ခဲ့ရတာကအံ့ဩဝေဝါးမှုကိုဖြစ်စေခဲ့ပါတယ်။ရုရှားလေတက်ကဒီလောက်အားနည်းနိုင်လားဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်။ TU95 TU22M3 TU160 လို့တန်ဖိုး GB ထုတ်လို့ရခက်ခဲတဲ့ platform တွေတစိုက်တစ်ပိုင်းပြက်စီးသွားတာကမဟာအင်အားကြီးနိုင်ငံတစ်ခုလားဒါမှမဟုတ်ထင်အောင်ထင်မှားနဲ့နေထိုင်နေနေခဲ့ရတာလားဆိုတော့မေးခွန်းဖြစ်လာစေပါတယ်ပို့ဆိုတာကတော့ truck car တွေကနေလွှတ်တင်တဲ့ drone တွေနဲ့ဒီလိုအရေးကြီးတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ခဲ့တာကြောင့်နိုင်ငံရဲ့အရေးကြီးဆုံးလုံခြုံရေး agency ဖြစ်တဲ့ FSB ကိုမင်းတို့ဘာလုပ်နေလဲဆိုတော့မေးခွန်းတွေမေးလာစေပါတယ် ရုရှားကကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးထောက်လှမ်းရေးအေဂျင်စီတွေရှိတယ်လို့အရင်ကကြွေးကြော်ခဲ့ပေမဲ့ယူကရိန်းရဲ့ဒီလိုရှုပ်ထွေးတဲ့တိုက်ခိုက်မှုဟာ FSB နဲ့ GRU ရဲ့လုံခြုံရေးတွေကိုအပေါက်တွေနဲ့ပြင်နေစေခဲ့ပါတယ်။ကြောင်းမက်ဖွဲ့ကောင်းတဲ့ထောက်လှမ်းရေးဆိုတဲ့ဒန်နာကြီးရုတ်တရက်ပျက်စီးသွားတဲ့အခါနိုင်ငံသားတွေဟာအားကိုးရမဲတဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ကြရပါတယ်။ Kremlin ကတော့ပြည်ရင်းမှာပူးပေါင်းကြံတဲ့သူတွေတစ္ဆက်ဖောက်တွေရှိတယ်လို့ပြောပြီးဖမ်းဆီးမှုအချို့လုပ်ခဲ့ပါတယ်။ ါပေမဲ့စစ်သားထောင်ပေါင်းများစွာလမ်းတွေပေါ်မှာကင်းလှည့်နေပြီးစစ်စေးရေးဂိတ်တွေနေရာတိုင်းမှာရှိတယ်ဆိုတဲ့နိုင်ငံတကာနိုင်ငံမှာဒီလိုကြီးမားတဲ့လုပ်ရမျိုးဘလို့လုပ်ပြီးတတိမပြုတ်ပြီပဲဖြစ်သွားနိုင်လေအဖြေကရိုးရှင်းပါတယ်စနစ်ရဲ့ပျက်စီးရွေမှုလက်ပေးလက်ယူမှုကြီးကြပ်မှုအားနေခြင်းစိတ်တက်ကြဆင်းခြင်းတွေကြောင့်ပါပဲနှစ်ပေါင်းများစွာအနောက်တိုင်းကငါရဲ့ရန်သူငါတို့စစ်တပ်ကိုတိုးချဲ့ရမယ်ငါတို့ဘယ်တော့မှမရှုံးနိုင်ဘူးဆိုတဲ့ဝါဒဖြန့်မှုတွေနဲ့ ကြီးပြင်းလာခဲ့တဲ့လူတို့ဟာအခုတော့စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်နေကြပါပြီ။တချို့ကတော့နျူကလ িয়ার ပုံပစ်ချပြီးအဆုံးသတ်လိုက်ရအောင်လို့တုံ့ပြန်နေကြပါတယ်။တချို့ကတော့ဒီအစိုးရကငါတို့ကိုဖျက်ဆီးတော့မယ်လို့ပြောပြီးအစိုးရကိုမကြေမနက်ဖြစ်နေကြပါတယ်။အုပ်ချုပ်ရေးအဖွဲ့ဟာနိုင်ငံကိုမိုင်းမိုင်မဲမဲအမှောင်ထုတ်ဆွဲခေါ်နေတယ်လို့ပြောပြောနေကြပါတယ်။အဆုံးနှစ်ဖက်ကြားမှာပြင်းထန်တဲ့ကွဲပြားမှုတွေရှိနေပါတယ်။အချို့အမျိုးသားရေးဝါဒီအုပ်စုတွေကမြို့လေကပ်တွေမှာ လက်စားချေဖို့ချက်ချင်းတောင်းဆိုနေကြတယ်မှာ liberation နဲ့လူငယ်တွေကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီပြန်သွားကြစို့ဒါမှမဟုတ်ရင်ရုရှားဆိုတာဘာမှကြံတော့မှာမဟုတ်ဘူးဆိုတော့ကြွေးကြော်တန်တွေလည်းထွက်ပေါ်လာပါတယ်ဒီလိုအခြေအနေမျိုးမှာရုရှားရဲ့အနာဂတ်ဟာဘလို့ဆက်ပြီးတည်ရှိသွားနိုင်မယ်လို့သင်ထင်ပါသလဲအကျင့်ပြတ်ခြားစားမှုကောလာဟလာတွေကလည်းနိုင်ငံပေါ်ပြည်သူတွေရဲ့ယုံကြည်မှုကိုပုံမပြပြားစေပါတယ်လူအဖွဲ့စည်းရဲ့ကဏ္ဍအသီးသီးကနေ ဘာလို့ဒီစစ်ပွဲတွေကိုဝင်ခဲ့တာလဲဆိုတဲ့မေးခွန်းတွေထက်ခါတလဲလဲမေးနေကြပါတယ်။နိုင်ငံပိုင်မီဒီယာတွေကမဟာစီမံကိန်းမဟာကြီးမှန်းချက်လို့စကားလုံးတွေကိုအဆက်မပြတ်ပြောဆိုနေပေမဲ့ပျက်စီးနေတဲ့တရားတွေပိတ်ထားတဲ့ဆက်ယုံတွေပြောင်းရွှေ့သွားတဲ့အိမ်ကြီးချင်းတွေဘုံကျဲခံရတဲ့လေတက်အခြေဆိုင်စခန်းတွေကလက်တွေ့အခြေအနေတွေကိုအရှိတိုင်းဖော်ပြနေပါတယ်။အချို့သောလေလာသူတွေကတော့ဘလောက်ပဲဖိနှိပ်နှိပ်စားစရာပေါင်းဖို့တစ်ချက်တောင်မရှာနိုင်တဲ့သူတွေဟာတနေ့ကျရင်လမ်းပေါ်ထွက်လာကြလိမ့်မယ်လို့ဆိုပါတယ်။ အရင်နေ့ရောက်လာတဲ့အခါအစိုးရရဲ့တုံ့ပြန်မှုကတော့ဘလို့လာမလဲမသိသေးနိုင်တဲ့အခြေအနေတစ်ခုပါတစ်ဖက်မှာကြီးမားတဲ့ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေရှိပြီးနောက်တစ်ဖက်မှာတော့တန်းနဲ့ချီနိုင်တဲ့ဒေါသထွက်ပြီးစားလောင်နေတဲ့ပြည်သူတွေရှိနေပါလိမ့်မယ်ကျွမ်းကျင်သူတွေကဒါဟာဆိုဗီယက်ခေတ်လွန်ကာလမှာအကြီးမားဆုံးသောကွဲထွက်မှုဖြစ်နိုင်ရေလို့ပြောပါတယ်ဒီလောက်ကြဲပြောလာတဲ့နေမြေမှာဘ ਹੁ အာဏာကိုထိမ့်သိမ်းမှုဆိုတာမလွယ်ပါဘူးဖက်ဒရယ်ဖွဲ့စည်းပုံကိုထိမ့်သိမ်းခြင်းနဲ့ခရမလင်လဲနိုင်ငံတွင်းမှာကြောက်ရွံ့မှုကိုဖန်တီးဖို့ နျူကလ িয়ার လက်နက်ကိုတော့အသုံးပြုနိုင်ပါသေးတယ်။ဒါပေမဲ့ပြည်သူတွေရဲ့ဒေါသကိုစစ်ရေးနဲ့ဘလောက်ထိထိရောက်စွာတားဆီးနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။ရုရှားနိုင်ငံတွင်ဘသူမှမလုံခြုံတော့ဘူးဆိုတဲ့ခံစားချက်ကတာမန်နေစဉ်ဘဝတွေကိုပါဖုံးလွှမ်းနေပါတယ်။လူငယ်တွေဟာအရင်ကလိုကလပ်တွေမှာပျော်ပျော်ပါပါမနေနိုင်ကြတော့ပါဘူး။ညမထွက်ရအမိန်ကန့်သတ်ချက်တွေအကြောင်းပြောနေကြပါတယ်။ မိသားစုအချို့ကသူတို့ကလေးတွေကိုနိုင်ငံခြားဖို့ကိုတတ်ဆိုင်ရာအဖွဲ့အစည်းတွေစီကိုပတ်စံပေးနေကြပါတယ်။တလပိုင်းရွယ်တွေကတော့ကျွန်တော်တို့ဒီမှာမွေးတယ်ဒီမှာပဲသေလိမ့်မယ်လို့ပြောပြီးလက်ခံနေကြပေမဲ့အနာဂတ်အတွက်တော့မျှော်လင့်ချက်ကင်းမဲ့နေကြပါတယ်။ဒီဖြစ်စဉ်မှာအမျိုးမျိုးသောအတန်တွေထွက်ပေါ်နေပါတယ်။တချို့ကပိုပြင်းပြင်းထန်ထန်တိုက်ခိုက်ကြယူကရိန်းကိုလုံးဝချိန်မုံလိုက်လိုအပ်ရင်နျူကလ িয়ার လက်နက်တွေပါချလို့မြှောက်ပေးနေကြပါတယ်။ တချို့ကတော့အခုငိမ့်တဲ့ရေးစပွဲမှာထိုင်ရမယ်။မဟုတ်ရင်သူတို့ရုရှားကိုပြဖြစ်အောင်လုပ်လိမ့်မယ်လို့ပြောနေကြပါတယ်။အာမန်ပြည်သူများစုကတော့စိတ်ပြက်အားငယ်စွာနဲ့ကလေးတွေကိုကျွေးမွေးနိုင်ဖို့ပဲကြိုးစားနေတာပါ။နိုင်ငံရေးကိုစိတ်ဝင်စားပါဘူးလို့ပြောနေကြပါတယ်။အစိုးရကမီဒီယာတွေမှာအရာအလုံးထိန်းချုပ်ထားပါတယ်လို့ပြောပေမဲ့ဇွန်လတရက်နေ့နောက်ပိုင်းမှာတော့ယုံကြည်သူတွေနဲ့ပါလာပါပြီ။ငါတို့မှာနျူကလ িয়ার လက်နက်ရှိတယ်လို့သမရကစိတ်အေးအောင်လုပ်ဖို့ကြိုးစားပေမဲ့ ဘသူကားမှဒီအချိန်နေထိရောက်ဖို့မလိုလားပါဘူးအနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးဟာစယ်သူနှစ်များစွာကြာရှည်နိုင်တဲ့အထိကွဲလွဲမှုတွေရှိနေပါတယ်ဆက်ယုံတွေပိတ်သိမ်းပြီးစစ်ပွဲကကြာလာတာနဲ့အမျှရုရှားဟာကမ္ဘာကုန်သွယ်ရေးကနေသူ့ကိုယ်သူဖျက်တောက်နေပါတယ်တရုတ်နဲ့အာရှနိုင်ငံအချို့ကိုအခြားရွေးချယ်စရာမိတ်ဖက်ဖြစ်ညွန်ပြနေကြပြီမဲ့ဒါကလည်းကန့်သက်ထားတဲ့ဝင်ငွေအရင်းအမြစ်တစ်ခုပါပဲလာမယ့်လတွေမှာတိုက်ခိုက်မှုတွေထပ်ဖြစ်နိုင်ကြေက ရုရှားလူအဖွဲ့စီကိုစိတ်လှုပ်ရှားစရာကောင်းနေစေပါတယ်။ဒရုန်းလှိုင်းသစ်တွေဒါမှမဟုတ်ယူကရိန်းကပုံမိုအဆင့်မြင့်တဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်မလား။စိန့်ပီတာစဘတ်ဒါမှမဟုတ်မော်စကိုဖြစ်မလားဆိုတဲ့တီးတိုးတံတွေထွက်ပေါ်နေပါတယ်။ထိတ်လန့်တကြားဖြစ်နေတဲ့အချိန်မှာလူတွေဟာဘန်တွေကနေပတ်စံတွေကိုပုံမိုထုတ်ယူပြီးစုဆောင်းနေကြပါတယ်။စိုင်းတွေကိုလူရက်ဖို့ကြိုးစားမှုတွေကလည်းစတင်နေပါပြီ။ခြုံငုံပြောရရင်ဇွန်လတရက်နေ့ကတိုက်ခိုက်မှုတွေဟာမှတ်တိုင်တစ်ခုလိုပါပဲ။ နိုင်ငံရေးကောင်းဆောင်မှုကဒါဟာရန်စားမှုတစ်ခုလို့ပြောပေမဲ့လိုအပ်တာကိုလှုပ်ဆောင်မယ်လို့ပြောဆိုနေပေမဲ့ပြည်သူတွေအတွက်အမှန်တကယ်မေးခွန်းကသူတို့ဘာလုပ်ကြမလဲပြဿနာဖြေရှင်းနိုင်မလားဒါမှမဟုတ်စစ်ပွဲတွေကိုစီထက်လောင်းမလားဆိုတာပါပဲဘသူမှမဖြေနိုင်ပါဘူးရုရှားမှာကမ္ဘာဒုတိယအကြီးဆုံးစစ်တပ်ဆိုတဲ့ဒန်နာယီဟာထရက်ကားတွေကနေပြန်တန်းလာတဲ့ဒရုန်းတွေဘုံကျဲခံရတယ်ဆိုတဲ့ဖြစ်ရက်နဲ့အဆုံးသတ်ပေးလိုက်ပါပြီနောက်ဆုံးမှာတော့ရုရှားပြည်သူတွေပေါ်ရေဝဲနေတဲ့ မြူကိုးတွေဘယ်တော့မှပျောက်ွယ်သွားမလဲဆိုတာမသိနိုင်သေးပါဘူးအစိုးရကရေတိုမှာဖိနှိပ်မှုတွေကိုတိုးမြင့်ပြီးပုံကံမှုတွေကိုတားဆီးနိုင်ပေမဲ့စီးပွားရေးပြိုလဲမှုနဲ့လုံခြုံရေးဆုံးရှုံးမှုတွေကိုရေရှည်မှာထိမ့်သိမ်းထားနိုင်မှာမဟုတ်ပါဘူးကြောင်ရုံမှုနဲ့ပြည်သူလူထုရဲ့ဒေါသတွေစုဆောင်းမိလာရင်တမိုင်းဝင်အပြောင်းလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်ရုရှားပြည်သူများသောအတွက်ဇွန်လတရက်နေ့မနက်ခင်းကစတင်ခဲ့တဲ့အိမ်မဆိုးဟာပြီးဆုံးမသွားသေးပါဘူး သူတို့နိုင်ငံဘယ်ကိုဥတည်နေလဲဆိုတဲ့မေးခွန်းအတွက်မျှော်လင့်စရာအလင်းရောင်တစ်ဆက်မှမမြင်ရသေးပါဘူး။တချိန်ကအားကိုးခဲ့ရတဲ့မဟာအင်အားကြီးနိုင်ငံဆိုတဲ့ဒဏ္ဍာရီဟာအခုတော့ပျက်စီးသွားပြီဆိုတာကိုသူတို့နားလည်ခဲ့ကြပါပြီ။သူတို့ရဲ့လက်ရှိအခြေအနေကဘဲကြောက်တုံးကိုဝင်တိုက်မိမလဲဆိုတာမသိပဲရေစီးကြောင်တိုင်းမျောပါနေရတဲ့အလားပါပဲ။ရုရှားဟာထွက်ပေါက်တော့ရှီကောင်းရှိနိုင်ပေမဲ့မြေပုံမရှိဘူးလို့ပြောနေကြတဲ့လူတွေရဲ့နိုင်ငံဖြစ်လာပါပြီ။တရက်ထဲနဲ့ဒီလိုရာတွေအများကြီးဖြစ်ပျက်ခဲ့တာဟာ ဆိုးရွားတဲ့စိတ်ဒဏ်ရာဖြစ်သူတို့ရင်ထဲမှာဆွဲမြဲနေပါလိမ့်မယ်။ဒီလိုပုံမှန်မဟုတ်တဲ့အခြေအနေတွေမှာ Kremlin အစိုးရကနျူကလ িয়ার ချိန်းချောက်မှုတွေကိုအသုံးချပြီးဂျေတိုအတွက်နိုင်ငံသားတွေကြမှာစီးလုံးညီညွတ်မှုကိုဖန်တီးဖို့ကြိုးစားကောင်းကြိုးစားပါလိမ့်မယ်။ဒါပေမဲ့လက်တွေ့မှာတော့စီးပွားရေးပြိုလဲမှုငတ်မွန်နေတဲ့ကလေးတွေအိမ်တွေပေါ်ကိုဘုံတွေကြစစ်မြေပြင်ကိုတဲသွားရတဲ့လူငယ်စစ်သားတွေရဲ့အလောင်းပိတ်တက်တာတွေစတဲ့ဒုက္ခတွေကပြည်သူတွေရဲ့တီးခံနိုင်စွမ်းကိုကုံဆုံးနေစေပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာဒီလိုတိုက်ခိုက်မှုတွေထပ်ဖြစ်လာခဲ့ရင်ရုရှားလူဖွဲ့စည်းမှာပြင်းထန်တဲ့ပုံကန်မှုလိုင်းတစ်ခုဖြစ်လာနိုင်ွယ်ရှိပါတယ်။တစ်ဖက်မှာရုရှားပြည်သူတွေကနျူကလ িয়ার စစ်ပွဲကြောင့်ပြိုလဲမလားဆိုပြီးစိုးရိမ်နေကြပါတယ်။နောက်တစ်ဖက်မှာတော့ခရမ်လင်အစိုးရကြာဆုံးမလားဆိုတဲ့တီးတိုးတံတွေပြန့်နှံ့နေပါတယ်။ပြင်ပကဘာကလည်းရုရှားကွဲထွက်မလားဆိုတာကိုစိတ်ပူနေကြပါတယ်။ယူကရိန်းရဲ့ဇွန်လတရက်နေ့တိုက်ခိုက်မှုတွေဟာဘုံကျဲလေရင်ခြေဆိုင်စခန်းအနေငယ်ကိုဖျက်ဆီးခဲ့ုံနဲ့မကပဲ ရုရှားတနိုင်ငံလုံးရဲ့ပြည်ရင်းငြိမ်းချမ်းရေးစီးပွားရေးကာကွယ်ရေးယုံကြည်မှုနဲ့အမျိုးသားဂုဏ်သိက္ခာကိုပါလုံးဝပျက်စီးစေခဲ့ပါတယ်။ဒီလိုမတည်ငြိမ်တဲ့အခြေအနေမှာရုရှားမှာငြိမ်းချမ်းရေးလှူလာသူတွေနဲ့စစ်ပွဲကိုပုံမိုဆိုးရအောင်လှုပ်ချင်သူတွေဟာပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါလိမ့်မယ်။ဘသူပဲအနိုင်ရပါစေ။ဆုံးရှုံးခဲ့ရတဲ့အသက်ပေါင်းများစွာနဲ့ပြည်သူတွေရဲ့နာကျင်မှုတွေကတော့အလွဲတကူပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။အရေးကြီးဆုံးမိကွန်းကတော့နိုင်ငံတကာနိုင်ငံဟာမဟာအင်အားကြီးနိုင်ငံဖြစ်ကနေရပ်တန့်သွားပြီး ူ့ရဲ့ပြည်သူတွေရဲ့ပုံကန်မှုနဲ့ရင်ဆိုင်ရတဲ့အခါတမိုင်းကိုဘယ်လိုရေးမလဲဆိုတာပါပဲရုရှားအတွက်တော့အချိန်ကတဖြည်းဖြည်းကုန်ဆုံးလာနေပါပြီကဲအချိန်တွေကိုကြည့်ရင်တော့မှကြွမင်းကြီးတော့ကြွက်ကြော်ဖြစ်ဖို့ပြီးကတ်လာနေပါပြီဒီနိုင်ငံကကြွက်ဆုပ်တဲ့တိုက်လဲဘဲတော်လဲဆိုတာမျက်စိလေးဖွင့်နားလေးဆွင့်ပြီးတော့စောင့်မျှော်နေပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ